အရင်ကြောင့်ဆိုတော့ချင်းကောင်းရဲ့မြို့သမီးရနေပြီးတော့ဘုန်းလိုစစ်စစ်ဆိုးကြပါပြီဒီလိုမျိုးအခြေအနေရောက်ပါအဲ့တော့အဓိကတော့ဘာဖြစ်လဲသူပဲစိုးစားမှာပေါ့စိုးစားတာဟုတ်တယ်ဒါပေမဲ့စိတ်ဝမ်းဆိုင်ရထိခိုက်မှုတွေအများကြီးရှိရပါဘူးလူလင်းနေရာနေပြီးချင်းကောင်းဘုန်းလိုကြာသွားတဲ့အချိန်မှာတော့အဲ့လိုစိတ်ကိုဘယ်လိုပြောမလဲဆက်ပြီးတော့ဘူးမကြောက်ပါဘူးထိန်းထားတဲ့အားတွေအများကြီးရှိရဲအဲ့လိုမျိုးထိန်းထားရပဲရေရှင်ကြလာတဲ့အမြောက်တော့သူ့နေမှာတရားဖြစ်လာတာအားကြက်ခဲ့အောင်ပါအဲ့ဒီဘီအားကျွန်တော် ားမရှိလို့ဘယ်လိုတိုင်ပတ်တာမျိုးတွေပါလဲရှိခဲ့ဘူးတော့ဟုတ်ပါတယ်နော်။ဒီကနေ့အကြတဲ့စနေမစတဲ့ပြီးသွားတဲ့အခြေအနေကပြောချင်တယ်။ဒီကတော့အဲ့လို live ကိုမိဘနဲ့အောင်မတူဘူးသူဖြတ်တန်းနေပုံလား။အရင်မှမကြောလို့ရပြည်။သူ့နေရာမှာကိုယ့်ကိုဝင်ပြီးတော့လဲလိုက်လို့ရှိရင်ကျွန်တော်ယူအောင်လားမသိဘူး။ ဆိုတော့လောကအပြည့်ပဲနော်လောကတဲ့ဘာလို့လဲဆိုတော့ပြပါဒီကတော့ဆိုတော့ emotional အရင် strong ဖြစ်တာပေါ့နော်စိတ်ကအရင်မာတယ်လူပြောက်ကိုကောင်းတယ်လည်းအရင်ကောင်းတယ်ဒါပေမဲ့အမေက ဟိုဘယ်လိုပြောရလဲအမေကိုကျွန်တော်ထနာတဲ့အကြီးကလည်းချက်ကအမေကတော့သူကဘောမှန်သူအဲ့လိုနာတာနေများခဲ့တော့သူကလူတွေကိုဘယ်လိုပြောရလဲစကားရဲချွတ်ချွတ်မပြောတတ်ဘူးအဲပုံမလေးလေးလဲတဲ့လူကိုပဲပြောတယ်ဒါပေမဲ့လူတွေကလည်းအဲ့လိုမျိုးဆိုမကြိုက်ကြဘူးအချို့သက်ပြောမှကြိုက်တဲ့လူတွေပဲများတယ်ဆိုတော့အာအပေါ်ကြီးကပြောဆိုရတယ်ဗျာအဲ့ထာတွေ့ရပြောလို့ရှိရင် ့စိတ်ပေါ်အောင်လို့ဖြစ်ရဒါပေမဲ့အမေးအင်ကြီးကအရန်ကောင်းတယ်သူတယောက်ကိုသူကောင်းပြီဆိုလို့ရှိရင်အခုကိုမေးတာကပြောတယ်အဲ့ဒါကဘာလို့လဲအမေးကလူပြောင်းတယ်အချိန်တစ်ခုလीဟိုမှာအိမ်မှာဘာပြဿနာဖြစ်နေလဲကျွန်တော်တို့မသိရအောင်သူကသူပဲကုန်ရှင်းသွားတာပေါ့နော်အားလုံးပဲတော့မိသားကပဲဖြစ်ဖြစ်အာရေတံဦးလာရေတံဦးပဲဖြစ်ဖြစ်အားလုံးအရာအားလုံးကျွန်တော်တို့ဘာမှမသိရပဲနဲ့သူအပေါ်လုံးဖြစ်ရှင်းသွားတာအော်ကိုအခုရေတံဦးရောက်တဲ့အချိန်မှာတိရပြတော့ငါအဲတော့ကပို့ပြီးစီးတတ်ခဲ့ကောင်းပါပဲဆိုရယ်နောက်လာလေးပြုရအောင် တော့ချင်းတယ်သူကတစ်ခါပြင်မှုတယ်မောင်လေးတို့စိုက်နေအိမ်လေးကဘေးသာမှာတဲ့စိုက်နေငါ့မှုတယ်တဲ့ဘီယာလည်းရောက်မှုတယ်ရက်လည်းရောက်မှုတယ်ဟုတ်ကဲ့ရုပ်ခွဲကြရတာအများကြီးပေါ့။ဒါရယ်။အဲအဲ့ကျွန်တော်တို့ငယ်ရည်ရဲ့။ဟုတ်။ကြည့်ပြီးတော့အဲ့ချိန်ကပြီးသားသူငွေကိုဖတ်ပစ်တဲ့စိတ်မျိုးရှိလား။ဟုတ်ပါလား။အဲ့ချိန်တော့ဖြစ်လာတယ်။ဒါပေမဲ့ဖတ်တဲ့ကြရတာအများကြီးပဲလေ။အဲ့ဒါကြည့်ပါလေကျွန်တော်ပြောပြပါအောင်ရှင်ကျွန်တော်ပြောပြပါအောင်ခင်ဗျာ။ကဲလေအေး ွားတွေကတော်လေးဟိုဖြစ်ပါတယ်ကျမ်းပါတယ်ကျွန်တော်ကစကားပြောပြောတော့ဒါမသိတာဒါပေမဲ့တကယ်ပြတ်တမ်းရတဲ့ခါမှာတော့ပြင်ပန်းပါတယ်အဓိကလူလဲတော်မှရဲ့အဲနိုင်ငံဆိုတော့ချင်းကောင်းရဲ့ရွေးသမီးရတယ်ပြီးတော့ဘုန်းကိုချင်းဆိုးကြပါပြီးတော့ဒီလိုမျိုးအခြေအနေကြောက်ပါအဲ့တော့ ဒီကတော့ဘာဖြစ်လဲသူပဲစူးစမ်းမှာပေါ့စူးစမ်းတာဟုတ်တယ်ဒါပေမဲ့စိတ်ဝမ်းဆိုင်ရာအထိကိုအများကြီးရှိရပါဘူးလူလင်ရားနေပြီးစဉ်ညိုးလို့ကြာသွားတဲ့အချိန်မှာတော့အဲ့လိုစိတ်ကိုဘယ်လိုပြောမလဲဆက်ပြီးတော့မကြောက်ပါဘူးထိန်းထားတဲ့အားတွေအများကြီးရှိတယ်အဲ့လိုမျိုးထိန်းထားလို့ပဲရေရှင်ကြလာတဲ့မြောက်တော့ဒီနေ့မှာတန်းရဖြစ်လာကျေးဇူးပါဘယ်လိုခက်ခဲသွားလဲ။ဘာခက်ခဲအောင်အဲဒီအဲကျွန်တော်တို့ဘယ်လဲမရှင်လားကမရှိလို့ လိုတိုင်ပတ်တာမျိုးတွေပါတယ်ရှိခဲ့ဘူးဟုတ်ဟုတ်ဟုတ်ဘွားဘွားဆိုတော့ဘလူးလေးတားလိုက်ပါလေအချိန်အချိန်ဆိုတော့အဲတော့ကလေးတော့ဘာနောင်းလဲပေါ့နော်အဲအဲ့လိုပဲဟိုလူတွေလိုတော့ဟီးဟာကိုယ်ကျေးဇူးများခုနောက်ပိုင်းကျမှာပဲအဲ့လိုပြန်တွေးကြည့်ပြီးတော့ တော့ဒါပို့ပြီးတော့ဒါနေပါခဲ့ကောင်းမယ်ဆိုတော့ဟုတ်အိမ်မှာအတော်ရလာလို့ရှိရင်ညီမလေးကပြောကြတယ်အဲ့လိုမျိုးဆိုရင်သူပြောတယ်အဲသူပါလေးပြတယ်ပါလေးပြန်ပန်းနေပါလေးပြောတယ်ဒါပေမဲ့အခါလေးမှတော့ကျွန်တော်အိမ်မမလာဘူးပေါ့ဗျာအဲ့လိုအိမ်မမလာညဆိုမင်းဆိုင်ပို့ဒါနောက်နေ့ပြန်သွားလို့ရှိရင်ဒါမင်းဆိုင်ပြီးတော့ဆူစိမ်းအားရပြီးဘူးဘူးရလို့ရှိရင်အဲသူရင်းဖွင့်တော့မယ်အဲ့လိုမျိုးမင်းတို့ပြချင်းငွေကြေးတော့ပြောပြပါလား ်အခုချိန်ဆိုမေရလည်းဒီမကောင်းတော့ဒီနေ့မှာမေနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့စကားလေးအဲမေကတော့โอเคခုဆိုရင်အဲစိတ်ဓာတ်ကိုထပ်ပြီးတော့ညက်မအောင်ပဲထားပြပါလို့ပြောတော့ပြောပါတယ်။ညက်ပို့ပြီးတော့ကျမ်းမအောင်လို့အဲနောက်ဘက်ကပြေးဆိုင်ပါမယ်။အမေညက်စိတ်ကိုပဲလှုပ်ချပဲနဲ့ညက်မအောင်ပဲထားပြပါလို့ပြောပါတယ်။ဒီနေ့ကျမအမေနောက်တဲ့ဘုရားရှိတယ်ဆိုတော့ စကလုံးနဲ့ပြောလို့မရဘူးတော့အမေကျွန်တော်တို့ပုံမှာဟိုပြောတယ်ပေးဆက်ခဲ့တာတွေအများကြီးဆိုတော့လေဟုတ်အဲ့ဒီပြင်ပခဲ့ရလေကိုယ်တိုင်မြင်ခဲ့ရတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဖြစ်စေခြင်းလည်းပေါ့လေအခုတော့အဲသူ့ကိုဟိုအိမ်ထဲမှာပဲအေးစစေပေါ့နော်ဒါပေမဲ့အမေကမရအောင်တခါကျရင်သူရှင်းချမ်းမှဂျင်းနဲ့တည်းအဲ့လိုမျိုးပေါ့နော်အခုတော့ဟင်းနေပါထားထားချက်တယ်ဆိုတော့တခါကျရင်မလုံးနဲ့တော့ထားလိုက်တော့အဲ maybe အခုဝယ်လိုက်မယ်ဆိုတော့အမေကသူကချက်ပြီဘာလို့ဆိုတော့ ကျွန်တော်ခါကြီးကသမင်းသိမ့်မစားဘူးပိန်နေရပဲကြည့်ရသသူချက်တဲ့ဟင်းမှစားရဆိုသူသိရအဲ့တော့ချက်တဲ့ဟင်းရတဲ့ဘာဟဲဆိုကောင်းလဲအဲအမေသားတို့ဟိုကနေကိုချက်တော့ဒါကောင်းတယ်စစ်စစ်ရအောင်ပုံများအောင်ကျွန်တော်ဟုတ်ကဲ့အဲ့လိုလိုမို့ပေါ့ကျွန်တော်ကလေအရင်တော့ကျတော့နည်းနည်းစိတ်မတော့ဖြစ်ခဲ့တာအရှိရအဲ့လိုကတော့မဖြစ်ခဲ့ဘူးအဲနောက်ပိုင်းအခုနောက်ပိုင်းကျတော့ပြန်တွေးမိပြီးတော့ ။အော်အဲ့တော့အဲ့လိုငါမလုပ်ခဲ့မိရင်ကောင်းပါပဲဆိုရယ်အဲနောင်တာပေါ့နော်အဓိကတော့နောင်တာဆိုတော့အဲလိုပါပဲ maybe အညာဘက်တည်းအပြင်နေလျှောက်သွားတာမျိုးဟိုကိုင်းစီရနေဖြစ်တာမျိုးအဲ့ဒါတွေပေါ့နော်အဓိကကျွန်တော်ကျန်တာတော့မရှိပါဘူးအဲ့ဒီဟာလေးနည်းနည်းဟောဖြစ်တယ်။